အီရန်မှာအစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်တယ်လို့စွပ်စွဲခံရသူ26ဦးကိုအီရန်ထောင်လိုင်းအဖွဲ့ကဖမ်းဆီးခဲ့ကြောင်းနိုင်ငံပိုင် First သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားအပြစ်ခတ်ရေးဆေးရေးသဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာဒီဖမ်းဆီးမှုတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေဟာမကြသေးမီကအစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာအစ္စရေးဘက်ကပူးပေါင်းဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး၎င်းတို့ကို အီရန်ဒဟာဇရတ်ဘာလီအစားထောင်လဲရေးတပ်ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ Fox သတင်းအေဂျင်စီကဇွန်25ရက်ကထုတ်ပြန်ခဲ့ပါတယ်။ ဖန်ဆီးခံရသူတွေဟာလုံခြုံရေးကိုပြင်ရင်းစေတဲ့လှုပ်ရှားမှုတွေအများပြည်သူစိတ်တော်ကရောက်စေတဲ့ဝါရားဖြန့်မှုတွေနဲ့အဖျက်မောက်လုပ်ငန်းတွေအပါအဝင်၎င်းတို့ရဲ့လုပ်ရက်တွေအတွက်ဝန်ခံခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အီရန်နဲ့စစ်ပွဲဖြစ်ပွားခဲ့တဲ့ဆယ်နှစ်ရကြာကာလအတွင်းအစ္စရေးကွန်မန်ဒိုတွေဟာအီရန်နိုင်ငံအတွင်းလျှို့ဝှက်လှုပ်ရှားခဲ့တယ်လို့အစ္စရေးစစ်တပ်အကြီးအကဲကပြောကြားခဲ့ပြီးအမေရိကန်ရဲ့ထောင်လိုင်းရေးအကူအညီကိုချီးကျူးခဲ့ပြီးတဲ့နောက်အီရန်မှာဖမ်းဆီးမှုတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။